တရေချောက်ခံမှုပါလေပြီးတဲ့အချိန်ကျွန်တော်လည်းတရေချောက်တဲ့ကောင်ဆိုတော့တုတ်တမရရတာတော့ကိုယ်တည်းစိတ်ချောက်ချားကြရတော့ဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုက်ချီကတော့အဲတောင်းပန်ပြီးတော့မှရိုက်ခဲ့တာပေါ့အဲ့ဒါကြောင့်မို့လဲနည်းနည်းလေးလန့်နေပေါ့ဟုတ်ဟုတ်ဟိုဒီအချိန်တုတ်တမဘယ်မိမရှိမှလဲကွာမင်းအမလေးလေးจม่าชวยยกชวยยกกูก็บอกแล้วชวยยกกูป้องเนี่ยกูไอ้หนองปิ่วรอมะล่ะกู အာအဓိကတော့ဟာတာဟာတာလေးလည်းပါမယ် drama လေးလည်းပါတယ်ဆိုပြီးတော့အဲဒီကားလေးကိုရိုက်ကူးပြတာပါအဲဒီကားလေးကလည်းကျွန်တော်ကိုယ်တိုင်လည်းသဘောကျတဲ့ကားလေးပါပဲဗျတရေနေနာရေလို့တော့လည်းမဟုတ်ဘူးဒီကားကတော့အဲဘယ်လိုပြောရမလဲဟာတာလေးပါအဲပရိသတ်တွေကြည့်ရင်တော့သိမှာပါဟုတ်အဲပထမဆုံးမဟုတ်ဒုတိယဒုတိယပေါ့ပထမကားကျတော့ကျွန်တော်ရှေ့မှာဝက်ကဝက်မှာအဲဒီကောင်ကကျွန်တော်ရဲ့အမေနေရာနေပြီးတော့ ကျွန်တော်တို့တရုတ်ဆောင်လာသေးတယ်ဆိုတော့ဒီဒီကတော့ဒုတိယမြောက်ကားပေါ့ဟုတ်ဟာတာခတ်ခတ်တာပေါ့နော်ဟာတာဆိုတာ response အနေနဲ့အဲ့လိုမျိုးတွတ်တွတ်လတ်လတ်တရုတ်ဆောင်လာတာဆိုတော့ဒါပေမဲ့ဒီကားမှာကအရင်ဟိုဘယ်လိုပြောမလဲဟိုအခက်ခဲတော့ရှိတယ်ဆိုပေမဲ့ဒါပေမဲ့ဥခင်လာရင်တို့ကိုတွတ်လတ်တို့ဦးစော်တို့ပေါ့အားလုံးပေါ့ကိုတရားတို့နဲ့အားလုံးတန်တန်မြင်လေးဆိုတော့ဟိုတရုတ်ဆောင်လာအဆင်ပြေတယ်ပေါ့ရှော့ရှော့ရှူပဲလုံနိုင်ခဲ့ပါဟုတ်အဲဦးစော်နဲ့အများဆုံးရိုက်ဖြစ်ပါတယ်ဟုတ်ဟုတ်အဲမိုင်းဆူနဲ့ဘလော့တော့အဓိကတော့အဲမိုင်းဆူနဲ့ကားကကျွန်တော် နည်းနည်းခဏနားပြီးတော့ပြန်ရိုက်တဲ့ကားလားမသိဘူးပြန်ရိုက်တဲ့ကားဆိုဥစ္စာပဲအဲ့လိုလိုအပ်တဲ့အရာကိုအခုရိုက်ခဲ့ကားတိုင်းလည်းအဲ့လိုပါပဲဟိုကျွန်တော် item နဲတယ်ဆိုရင်တားရေး item နဲတယ်များတယ်ဆိုတော့တားရေးနဲ short အဲ့လောက်မလို့အဲဆိုဥစ္စာပဲအဲ့လိုသင်ပြပေးနေပဲသိဥဆောင်ခဲ့ရပါဟုတ်ကျွန်တော်အဲ့တော့ဆိုရင် drummer ကနည်းနည်းလေးပို့ပြီးတော့ခတ်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင် brush နောက်နည်းနည်းပြောတတ်တော့ဟာသဆိုတော့ဥခင်လိုက်နှုတ်နဲ့ကိုသက်လက်တို့နဲ့ကိုတရားနဲ့အဲ့လိုကူးပေါင်းလိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့ drummer ကတော့ကျွန်တော်အဲ့တော့ခတ်တဲ့ထဲမှာလည်းပါပါတယ် အသင်ယူပါတယ်အဓိကတော့ဥခင်လာရင်လည်းကိုတွက်လက်ပေါ့နော်သူတို့နှစ်ယောက်ကအဲ့လို response နဲ့အရန်မြန်နှစ်ယောက်ကအပေးယူလည်းအရန်ညီမြရတယ်အရန်ညီမြဆိုတော့ကျွန်တော်လည်းလေးလာပြတယ်ဥခင်လာရင်လည်းမေးပြတယ်မေးပြတယ်ဆိုတာဘာကြောင့်ဒီလိုမျိုးလုံနိုင်တာလဲဘာကြောင့်ဒီလိုမျိုးစကားတဖုံးပြောရင်ဥခင်လာရင်ပါဇက်ကထွက်သမျှတယ်ဟာတာဘာကြောင့်ဖြစ်နေရလဲဆိုတာမျိုးလို့မေးပြပါတယ်ကိုကိုတိုင်းလည်းအဲဘယ်လိုပြောမလဲလေးလာပြတယ်ပေါ့ဟုတ်ကဲ့ဗျဒီကောင်းနဲ့လားဒီကားမှာဒီကားမှာဆိုလဲဒီကောင်းနဲ့စုံစင်းလေးပါပါတယ်ဒါပေမဲ့ဒီကောင်းကလည်းအဲ့လို ပြောဆိုတာလေးရှိတာပေါ့အဲဒါမဲ့ကရော့ကရော့လိုပဲပြောပြီးတော့တီကွန်နဲ့လည်းရိုက်ခဲ့ရတာပေါ့ဟုတ်အရက်ကတော့ညှိလိုက်ရတာအရက်ကအရက်ကညှိရတာတော့တီကွန်နဲ့ကျွန်တော်ညှိစရာမလိုဟိုရိုက်ရိုက်ကူးတဲ့ကင်မရာဆရာတွေကတော့ညှိရတယ်တော်တော်လေးပြန်ပါလေခွေခွေရပါတယ်ခွေရပါတယ်တီကွန်တီကွန်နဲ့ကလည်းဘယ်လိုပြောရမလဲဟို ဝက်ကားမှာကလေးကဒီကုန်းထဲကလည်းခင်းနေပြီဆိုတော့အဲ့လိုအဆင်ပြေပြေပါပဲဗျဟုတ်အာပြီးတဲ့အတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့တုတ်တမရရတာတော့ကိုယ်တည်းစိတ်ချောက်ချားစရာတော့ဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုက်ချီကတော့အဲတောင်းပန်ပြီးတော့မှရိုက်ခဲ့တာပေါ့ငဲလေးတဲ့ဟာပေါ့တရေချောက်ခံမှုပါတယ်တရေချောက်တရေချောက်ခံမှုပါတယ်တရေချောက်ခံမှုတာကလည်းအဲ့လိုဘူးပဲမလဲခုနက ကျွန်တော်နယ်ရေအရင်တော့ဆိုရင်ကျွန်တော်နယ်မှာပွဲတွေသွားဆူရတယ်ပွဲတွေသွားဆူရတဲ့အခါကျတော့အဲတချို့နယ်ဆိုမြို့ပေါ်ကနေပြီးတော့ကျွန်တော်ကား2နိုင်3နိုင်လောက်ဆက်သွားပြီးကား4နိုင်လောက်စီးဆက်သွားတဲ့မြို့တွေရှိတော့ဟိုကြုံတော့ကြုံမှုတယ်ပေါ့အဲ့ဒါတော့ကျေတော့မပြောပြတော့ပါဘူးအဲ့ဒါကြောင့်မလို့လည်းနည်းနည်းလေးလန့်တယ်ပေါ့ဟုတ်ဟုတ်အဲတရေကျော်ထဲမှာကျွန်တော်ဒီအထက်လန်းဆရာရာကျော်အနေနဲ့ပါဝင်ထားပါဗါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်ရွှေထုနဲ့အတူတူဒီတရေကျော်ထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအသိပညာရှင်အသက်ပညာရှင်တွေအကုန်လုံးလည်းအကောင်းဆုံးပြောင်းကြိုးစားထားတဲ့အတွက် ဲဂျွန်လ6ရက်နေ့ကျရင်ဒီကားလေးတနိုင်ငံလုံးမှာပြသမှာဖြစ်လို့အဲလာရောက်ကြည့်ရှုပေးကြပါဦးလို့ပြည်သက်ကြီးကိုဖိတ်ခေါ်ကြပါတယ်ကျွန်တော်ကြိုးစားထားပါတယ်ဟုတ်